ီဗီဒီယိုလေးကကိုကဘာကြောင့်အကြီးကျယ်ပေါက်ကွဲနေတာလဲဆိုတာကိုဒီဗီဒီယိုမှာ reaction လေးလုပ်ပြီးသားမှလည်းဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကိုဘာကြောင့် reaction လုပ်ရလဲဆိုရင်ကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေအနေနဲ့လည်းဘာဖြစ်ဖြစ်ဒီဗီဒီယိုကနေအများကြီးပူတာရမယ်လို့ကျွန်တော်ယူကြည့်ရအတွက်ဒီဗီဒီယိုလေး reaction လုပ်လိုက်ခြင်းလည်းဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းစိတ်ဝင်စားပြဆိုတော့အထူးကြည့်လိုက်အောင်တော့နေပြီရေဖြစ်စရာမပြီးသေးဘူးအမှုဖွဲ့တာချက်ပေးမယ်ရုပ်စာအောင်ဒီတော့တစ်ဖက်ကဥစ္စာကိုပိတ်လိုက်ပြီးပြောနေကမောစာပိတ်ပေါ်စံတယ် ဒီအဆူချက်တင်လိုက်လေချက်တင်လိုက်လေနင်ပြောတဲ့ဘဝငါတင်း30ကိုငင်းငင်းကြီးလိန်ခံနေရမှာလားငါ့ဒီမှာနင်ကဘာဘာတော့လာတော့နင်နင်နာမည်ကြားလို့မဟုတ်ပြန်ပြောတတ်မှာဟုတ်ကီပီရနေဟေးဒီနောက်တဲ့တိကျချက်ဖွင့်ရနောက်တဲ့တိကျချက်ဖွင့်မယ်ငါညီမနင်ရောကငါတို့စိတ်ရှုပ်နေရလားငါစိတ်ရှုပ်ရမှာလားနင်ရစိတ်ရှုပ်ရမှာလားငါညီမယင်ယင်ဟလားယင်ယင်လားနာမည်ကယင်ယင်အပြည့်စုံမယ်လား နေဝင်နိုင်ရာဘူးပြောတည်တင်းမှာဘာသာဝင်ရှိရလဲအေးစာပေနဲ့ဂျာလူကိုပြောစာပေကလည်းမပြောနဲ့ရင်းရင်းဆိုတာလေးနဲ့လည်းမပြောနဲ့ရင်းမစုံဘူးငါနာမည်ပြေဆုံးငါခုံးနေဝင်းနော်ငါနာမည်ပြေဆုံးခုံးနေဝင်းအေးမရှိရင်နေရငါဘယ်လိုပုံစံဆက်ဆံရတော့ရောင်းတာလည်းမဆုံးပြရမယ်ဘူးအေးငါတို့တိတ်ကပိတ်သွားပြီဆိုရင်ငါတို့အစ်ထက်ဖွင့်လိုက်အစ်ထက်ဖွင့်လိုက် ေဖွင့်လိုက်ပြိလိုက်ပြီဆိုပြီးတော့လောက်တာဟုတ်လားအင်းအခုခေါ်တဲ့နံပါတ်ကလေး2569နဲ့တော့ဘာလို့မမီးပြောလိုက်အခုမျိုးသမီးရောက်ပါစီရောဟုတ်ယောဂဒီပတ်စံလေးလောက်နဲ့ဘာမှမဖြစ်ဘူးဆိုပေမဲ့ကရုံးပေါ်ထိတ်ကွက်ကြီးเนาะကျွန်တော်ပြောမယ်ကျန်တဲ့မျိုးတွေတွေကိုမပြောသေးဘူးเนาะ KB ကအခုဖြစ်နေတဲ့ပုံစံ နော်မြန်မာနိုင်ငံရဲ့အကြီးမားဆုံး Imani ဈေးကွက်ကိုတိမ့်ပိုက်ချင်ပြီးတော့ကျွန်တော်ပြောချင်တာနော်အခုလိုငနေလဲခွဲပြစ်နော်ကျွန်တော်ပြောမယ်ကျွန်တော်တို့နေနေတဲ့အခုကျန်တဲ့မြို့နယ်တမြို့နယ်တဲတော်မှာ KB ရမန္တလေးမြို့မြို့နယ်တစ်ခုတဲတော်မှာ KB ရ3လမှာအမှုပေါင်း300ကျော်တက်တယ် KB ရနေလိန်ခံရတဲ့လူတွေနော်အမှုပေါင်း300ကျော်တက်တယ်အဲခင်ဗျားတို့စဉ်းစားကြာကြည့်လိုက်တော့နော် KB ရတရားဝင်လိန်ခွင့်ပေးနေသလားတော့မသိဘူး เนาะ KB อ่ะတရားဝင်လိန်ဝင်ပေးနေသလားတော့မသိဘူး KB อ่ะเนาะဘယ်မြန်မာနိုင်ငံရဲ့တကယ်ငွေကြေးပလက်ဖောင်းလုပ်နေပြီးတော့တရားဝင်လိန်ဝင်ပေးနေရလားလားโอ้အားရပြီသူတို့များဟိုမလိန်ခံရပဲနဲ့သွားပြီးတော့လိန်ခံနေရပါတယ်ပြောနေတဲ့အတိုင်းပဲအချက်လက်အကုန်ပေးပြီးသားကိစ္စဟိုတခို့သွားပြီးတော့ဆက်သွယ်နေမှမရှိဘူးဒီဘက်ကကို့ဖြစ်တည်မှုနဲ့တိုင်တန်းပြီးတော့ပြောနေတာဟုတ်လား ကျွန်တော်တို့ကဘယ်နှွေဘယ်၍ဘယ် transaction ငွေအမောင်းဘလောက်ဗန္ဒနာကြီးမှာဘလိုမျိုးလောက်ခံလိုက်ရတာပြောနေပြီလုတ်ပြီးတော့လေဘာတော့ဘုံဗန်ဘာတော့ဘုံဗန်သူတို့ပါဆက်ထဲရစကလုံးနဲ့ရှောက်ပြောနေတာမသိရင်ကေဘေးဝန်ထမ်းနေတယ်ရမဟုတ်ဟာကျွန်တော်ပြမယ်ဒီ live ကိုကြည့်နေတဲ့ကမ္ဘောဒါဗန်ရဲ့တာဝန်ရှိ ပုဂ္ဂိုလ်လူကြီးမင်းများခင်ဗျာခင်ဗျားတို့ကေဘေးဝန်ထမ်းနေတယ်မဟုတ်ဟာမတမာတဲ့ကြားဖြန့် ဖွဲ့စည်းတွေကတတ်တတ်နေတာဟာတွေများရှိနေသလားမသိဘူးလူလိန်အားပြီးသခိုးအားပြီးအရန်လုံးရယ်ကျွန်တော်ပြောမယ်လိန်ဟန်နေရပြီလိန်နဲ့ချက်လက်အကုန်ပြီးပြီခမားတို့နိုင်ငံနဲ့ချီတဲ့ပလက်ဖောင်းလုပ်နေတာခမားတို့မှာ data server ရှိဖို့ရှိတယ်အဲ့ server ထဲမှာ transaction တွေတောင်းလျှောက်အချက်လက်ပြောရင်ကြည့်လို့လည်းရတယ်ကျွန်တော်တို့ကဖုံးဆက်ခြင်းလို့တိုင်လို့အလိန်ခံရလို့တိုင်လို့ဖုံးဆက်ပြီးဆိုရင်တောင်မှခမားတို့ကကျွန်တော်တို့ကိုပိုင်းရှင်းဖြစ်ကြောင်းအစင်းအစင်းစစ်ဆေးပြီးတော့မှခမားတို့ကဆက်ပြီးစကားပြောလက်ခံတာမို့လား တဖက်လူရဲ့အချက်လက်လေးလည်းခမားတို့တည်ပြီးသားလေအခုက KB ကအခုအောက်ခြေမှာဖောင်းပွားနေတယ်ခမားတို့တော်တော်ဆိုးနေပြီ KB ကနော်ကျွန်တော်ပြောချင်တာနိုင်ငံရဲ့ဘာ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 တရားထက်တန်မြမအားမယ်ကံဘောသားတာဘာမြမအားမယ်လေခမားလူလင်အားပေးအားမယ်အခိုးအားမယ်ကျွန်တော်ဒီလိုပြောတာခမားတို့လုပ်ငန်းကိုထိခိုက်ချင်တယ်လို့ပြောတာမဟုတ်ဘူးအခုဖြစ်ပြနေတာမြေပြင်မှာခမားတို့ရှင်းပြရမှာနော် ကေဘေးကေဘေးလုံနေတာရေဟုတ်ဘူးခမရတို့နော်ဘာတရာထက်တံမြန်မာအားမှန်လေကျွန်တော်ဒီလိုပြောရင်ခမရတို့အကျိုးစီးပွားထိကြိုက်စေခြင်းလို့ကျွန်တော်ကပုတ်ခတ်ပြီးရိုက်ခတ်နေပြီးပြောနေတာမဟုတ်ဘူးအလုံးမမပြောနေဘူးဆိုရင်ခမရတို့ကကြံတဲ့လူတွေရဲ့အကျိုးစီးပွားတွေပျက်စီးကုန်ပြီနော်တကယ်ကောင်းကောင်းကောင်းဝယ်လှုပ်ရှားနေတဲ့လူတွေရဲ့အကျိုးစီးပွားတွေပျက်စီးကုန်ပြီအဲ့ဒါကိုသိလားကျွန်တော်ပြောတာနော်ကျွန်တော်တို့သိန်း30လိန်ခံလိုက်ရတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီ25ရက်နေ့ကနေက အခု2025ဖေဖော်ဝါရီ25ရက်နေ့ကနေရအလိန်ခံလိုက်ရတယ်ကျွန်တော်ကဒီလိုပြောနေလို့ကမ္ဘောဇာဗန်ကြီးပြည့်စည်ပါသေးတော့ကေဘေးဆိုတာမျိုးကြီးကိုပြိုကဲသွားပါသေးတော့စိတ်နဲ့ပြောနေတာမဟုတ်ဘူးခမားတို့ဂျိုးစီဘောက်ကိုတိုက်ခိုက်နေတာမဟုတ်ဘူးခမားတို့ပုံပြီးတော့အကျိုးဖြစ်သွားအောင်နော်အခုကခမရတို့ဂျိုးစီပါလာဖြစ်နေမယ်ကျိုးတို့အောက်ချီကကောင်းရောင်းကောင်းဝဲလှုပ်ရှားနေတဲ့လူတွေရဲ့အကျိုးကပြည့်စည်နေပြီသိလား အကျိုးပြည့်စည်နေပြီလူများအကျိုးပြည့်စည်နေပြီခမားတို့ KB ရဲ့ဆောက်လို့ဆောက်ကန်ရအလုံးလုံးနေတဲ့အဆင့်ပုံစံတွေကအခုလုပ်ငန်းရှင်တွေလည်းပြောထားပြီးပြီဟာလာတက်ဆိုင်ရရက်ွက်ထောက်ခံတာရေစကန်အခုကျွန်တော်ဒီနေ့အမှုရေစကန်ထပ်သွားခဲ့တယ်အမှုဝင်ဖို့ဖုန်းနှလုံးလုံးသိမ့်မယ်ဒီရောဟာလာစင်ကြတဲ့ယူထားမယ်ဒီရောကျုပ်တို့ကဘာသာလောက်စားမှာတော့ခမားမသိရင်တခါလဲဟိုကိစ္စကိုယတိပြက်ဖြစ်လိုက်တဲ့အတိုင်းပဲ လိန်ကန်လိုက်ရတာအဲ့ဒီဖုန်းနံပါတ်နဲ့လေအဲ့ဖုန်းနံပါတ်ကိုဟိုရေစကန်သိမ်းထားပါတယ်ဆိုမှတော့အဲ့ဒီ KB ကောစင်နာငါတို့ဘလို့လုတ်ပေးမယ်ဆိုတဲ့လုပ်ငန်းတွေလည်းမပြောဘူးအခုပေးလိုက်အခုစင်ခဲ့ဟိုဘယ်ကိုဆက်စရာမယ်ပြီးရင်ဘာဆက်လုပ်မယ်ဘလို့လုတ်ပေးမယ်ဘာမှဖြစ်စီမပြောပြဘူးမရှင်းပြဘူးနော်ကေဘီကိုစနိုင်ကပေးထားပြီးရင်နဲ့စကံမှုနဲ့နေသိနေတဲ့ဟလာလာမယ်လုတ်ပေးမယ်တဲ့လွယ်လာအမှုတစ်ခုဖွင့်နေဆိုတာမျိုးอ่ะ ကျွန်တော်တို့ကကျွန်တော်တို့ဖြစ်တည်မှုနဲ့ဟာလာဖြစ်သွားတဲ့အနေအထားတွေကိုကျွန်တော်တို့ကပြောပြပြီးတိုင်တန်းနေပြီဆိုရင်ခမရတို့ဘက်ကလှုပ်ပြီးတော့လေခမရတို့ကေဘီဒီမြန်မာနိုင်ငံရဲ့အီမန်နီပလက်ဖောင်းကိုခမရတို့နော်လော်ဝယ်ကြီးအုပ်ချင်ပြီးတော့လှုပ်ထားပြီးပြီခမရတို့မှလည်းအကျိုးစီးပွားအများကြီးဖြစ်ပြီးပြီကေဘီရဲ့နော်တောင်ပင်ရှိလူကြီးမင်းများအကောင်လုံးဒီဗီဒီယိုဖိုင်ကိုแชร์ပါခင်ဗျားတို့ကျွန်တော်တို့အညာခံဘူးတဲ့လူတွေ KP ရနေလိန်ခံဘူးတဲ့လူတွေငိန်ခံနေနဲ့ share ရှေ့ကျွန်တော်ကျွန်တော်ပြောတဲ့စကားလုံးတွေကျွန်တော်တာဝန်ယူတယ်နော်ရှေ့အခုဖြစ်ပေါ်နေတာ KB ကဘလို့လဲတိလားလိန်သွားပြီလိန်သွားတဲ့လူရဲ့အောက်စာကိုလိန်ခံလာရတဲ့လူကိုပဲတိရမလားငင်ငင်လေးနေငင်ငင်လေးနေဆိုပြီးတော့မှတိရမလားထမလုံးနဲ့ထမလုံးနဲ့ငင်ငင်လေးနေလိန်ငင်လေးနေဆိုတော့လှုပ်ထားတဲ့ပုံစံကြီးအစင်းအစင်းမလိုလားတဲ့လုပ်ငန်းစဉ်တွေကဇက်ရှုပ်လိုက်တာမှအများကြီးပဲ နော်ကျွန်တော်ပြောပြမယ်ဘလို့မျိုးဇက်ရှုပ်အောင်လှုပ်ထားရဲဆိုရင်အခုကျွန်တော်မိတ်ဆွေကြီးနေရဲ့လူနော်မင်္ဂလာပါအားလုံးမင်္ဂလာပါနော်ဘလို့ဇက်ရှုပ်အောင်လှုပ်ထားတယ်လဲဆိုရင် KB အခုဒါ KB ကိုစင်တော်ဆက်နေတာကျွန်တော်တို့ဒါကျွန်တော်ပြောသမီးနော်ခုနတည်းကျွန်တော်ခေါ်ပြီးပြီနော်ဘလို့ဇက်ရှုပ်အောင်လှုပ်ထားတယ်လဲဆိုတော့ကျွန်တော်ပြောပြမယ်နော်ကျွန်တော်တို့တရင်ချက်လက်အကုန်ပြေဝပေးပြီးပြီသူတို့မှာ data server ရှိတယ်သူတို့ကြည့်ရတော့မှာတွားကြည့်လိုက်တော့ဟုတ်လားပန်ကန်နေပြီဆိုရင်ကျွန်တော်တို့ဒါ ဘလို့ပဲလုံးရမယ်ဆိုတဲ့လုပ်ငန်းစဉ်အစီအစဉ် procedure ဘာပြီးရင်ဘာလုပ်ဘာပြီးရင်ဘာလုပ်ပါဆိုတဲ့ဖြစ်စဉ်ကိုတစ်ဖက်လိန်ခံလိုက်ရတဲ့လူကို ပြောပြပြီးတော့အခုကပြောပြမပေးတဲ့ပြင်သူတို့ကဘာလုပ်နေလဲဆိုတော့ဟိုသွားတောင်းလိုက်ပါအောင်ပထမအဲ့ဒီ KB ကိုစင်နာမနော်ဟဟလာအဲ့မှာနှစ်ဖူးပြောင်းပြောင်းနဲ့ကိုမင်းဆိုတဲ့လူတယောက်ကျွန်တော်တို့ထောက်ခံတာတောင်းပါဆိုလို့ကျွန်တော်တို့ထောက်ခံတာပေးပြီးပြီနော် KB ထောက်ခံတာပေးပြီးပြီ 把那鸡皮掏干了，野菜干掏干了的，鸡皮掏干了，拿去你吧，野菜干掏干了，抓当好比。见到野菜干掏干了，抓当嘞，比比比。哎，野菜干掏干了，啊，菜身上没有在乎的。见到白菜老了的菜，干么子也不离开身的啊，来比较啊，今年牛羊啊，过年羊羔羊收的可露天的，太温比了，平时的得包的，哎，这野菜干掏干了的，包菜包比比。天天见到奶奶桌子啊，菜桌子老些桌子，俺老们当买的。 ။ဘာကြောင့်လဲလို့ပြောရင်ကျွန်တော်တို့ရဲ့လုပ်ငန်းရှင်တစ်ကက်နံပါတ်ကိုသူတို့ကဖျက်သိမ်းလိုက်ပြီတဲ့။ကျွန်တော်တို့စီကခွင့်ပြုချက်ယူသလား။နော်ဖျက်သိမ်းလိုက်ပြီဆိုတဲ့သဘောတရား၊ तू ကတခိုးအားပေးပဲလေကျွန်တော်ပြောတာကျွန်တော်စကားကျွန်တော်တာဝန်ယူတယ်ခမည်းတော် KB ဝန်ထမ်းကြီးတယ်မဟုတ်ဟာကြားဖြန့်နေလူလိန်နေပါနေပြီလားဒါမှမဟုတ်ရင်ကမ္ဘောဒါဗန်ကြီးဟိုဟာဘာလဲဘယ်လဲဘလို့လုံနေတာလဲကျွန်တော်ဒီလိုပြောရင်ကျွန်တော်ကခမည်းတော် KB ကိုကမ္ဘောဒါဗန်ကိုအကျိုးစီးပွားမလား ဖြတ်ပါသေးပြတ်ပါသေးဆိုပြီးပြောနေတဲ့အတိုင်းပဲကျွန်တော်ပြောနေတာကံမောသဗန်အချိုးစည်းပါပြက်စီခြင်းလို့ပြောနေတာမဟုတ်ဘူးခမားတို့လုံနေတဲ့ပုံစံလူတကားတကားရဲ့လူများတကားရဲ့အချိုးစည်းပါပြက်စီနေပြီနော်โอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးမြင်တွေ့တဲ့အတိုင်းပဲဒီဗီဒီယိုထဲမှာအခုကတော့တော်တော်လေးကိုအကြီးကျယ်ပေါက်ကွဲနေတယ်ဆိုတော့အကြီးကျယ်ပေါက်ကွဲနေရတဲ့အကြောင်းကြီးကလည်းသူ့ပြတ်တော့မဟုတ်ဘူးဗျဘာကြောင့်လဲဆိုတော့လူတိုင်းကကိုယ့်ရဲ့ငွေကြီးတွေဆုံးရှုံးသွားတဲ့အခါကျရင်ထဲမှာဘန်းနေပွင့်နေမှာမဟုတ်ဘူးဆိုတော့အဲ့လိုအခြေအနေမျိုးမှာ ကောစန်တာကိုဆက်သွယ်ပြန်တော့လဲကောစန်တာဘက်ကတော့ပီယာပီချောင်းကောင်းမွန်မွန်အအတန်အနေထားပေါ့ဗျအဓိကအတန်အနေထားပေါ့အတန်အနေထားကလည်းအေးရအေးချောင်းလေးတေချာလေးရှင်းပြမယ်စိတ်အေးအောင်ပေါ့ဗျပြောမယ်ဆိုရင်အဲ့လိုမျိုးအချက်လက်တွေနဲ့တေချာကောင်းမွန်ဆက်ဆံမယ်ဆိုရင်တော့ဒီကိုရဲ့အပူကဒီချက်ပို့ပြီးတော့ငြိမ်းချမ်းမလို့ကျွန်တော်ယုံကြည်တယ်သို့တော့ဟိုဘက်ကဖြေချတဲ့ပုံစံလဲကျွန်တော်နားထောင်ရသလောက်ဆိုရင်တော့တိတ်တော့အစင်မပြေတော့အမှန်ပဲဗျ နောက်တစ်ခါရန်ကြရင်လည်းအဝင်တန်းဒီမှာလည်းပြောမယ်ဆိုရင်သူတယောက်တည်းကိုတော့မဟုတ်ဘူးဒီလိုမျိုးပတ်ပေါင်းဆောင်ဝိုင်းပြီးတော့တယောက်ပြီးတယောက်ဒီ call center ကိုဖုန်းနဲ့ဆက်သွယ်ပြီးတော့ဒီလို case တွေကိုဖြေရှင်းတဲ့အခါမှာသူတို့လည်းလူသားတွေဖြစ်တဲ့အတွက်ကြောင့်လည်းတခါတရံမှာမလို့လားအဖယ်နဲ့စိတ်တွေကတူနေတတ်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ် ဘလိုပဲဖြစ်ဖြစ်ဒါကတော့ call center မှာထိုင်ရတဲ့သူတွေအနေနဲ့ကတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုခဏဘေးဖယ်ပြီးတော့မှအဲ customer တွေအပေါ်မှာအကောင်းဆုံးဝန်ဆောင်မှုပေးဖို့တော့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ပထမဆုံးပြောချင်တယ်။နောက်တစ်ချက်ကဘာလဲဆိုတော့ဒါအခုအနေနဲ့ပေါ့နော်ဒီလိုမျိုးဖြစ်စဉ်ပေါ်မှာသူအနေနဲ့ဒေါသတွေအရန်ထွက်နေတဲ့အတွက်တချို့သောစကားတွေကအဲမပြောစရာစကားတွေလည်းပါသွားတာကိုကျွန်တော်တွေ့ရတဲ့ဒီဗီဒီယိုထဲမှာဆိုတော့အဲ့ဒီအတွက်လည်းအဲဘာဖြစ်ကျွန်တော်ကလည်းအနည်းငယ်တောင်းပန်ပါတယ်ကမောဇာပန်အနေနဲ့လည်းเนาะဘာပဲဖြစ်ဖြစ် အဲဒီကိစ္စမှာထပ်မံပြီးတော့เนาะဒီဘယ်လိုပြောလဲကိုယ့်ရဲ့ customer တွေစိတ်ချနှံ့လောက်တဲ့เนาะဖြည့်ရှင်းမှုမျိုးတည်တည်ချာချာလေးလုပ်ပေးစေချင်တယ်ပေါ့။ဘာကြောင့်လဲဆိုတော့ဒီဖြစ်စဉ်ကဒီကိုမမဟုတ်ဘူး။ကျွန်တော်တို့အရှိလာဒီမှာလေတောက်ရှော့ကိုဖြစ်နေတာကျွန်တော်မမြင်ချင်မအစုံပဲ။အဲဒီ new feed ဒီမှာတက်တက်လာကြတယ်။တယောက်ပြီးတယောက်เนาะယောက်ျားလေးဖြစ်လိုက် main ကလေးဖြစ်လိုက်ယောက်ျားလေးဖြစ်လိုက် main ကလေးဖြစ်လိုက်ဒီထဲမှာမှမင်းသားမင်းသမီးတွေတောင်တစ်ပြေးနဲ့ပါလာကြပြီ။ ဆိုတော့အဲ့လိုအချီနီမျိုးကပြောမယ်ဆိုရင်တကယ်တကယ်တော့ဒီလိုမြန်မာနိုင်ငံရဲ့နာမည်ကြီးဗန်တစ်ခုအနေနဲ့လုံးဝလုံးဝကိုဒါကြီးကိုပြောမယ်ဆိုဇက်မျိုးကြီးတစ်ခုလိုမျိုးလက်ခံထားလို့လုံးဝမရတာတော့အမှန်ပဲပေါ့နော်။ဘာကြောင့်လဲဆိုတော့ကို့ကတကယ်ကိုပြောမယ်ဆိုမြန်မာနိုင်ငံဒိတ်ဒိတ်ချဲဗန်တွေထဲမှာပါတယ်။အမြန်ဆုံးအဲဒီဖြစ်စဉ်ဒီပုံမှာအဲပြောမယ်ဆိုရင်တော့ကိုယ့်ရဲ့လိုအပ်ချက်ပေါ့နော်ပြောမယ်ဆိုလိုအပ်ချက်ဆိုဗန်ရဲ့ weak point တွေရှိနေပုံရတယ်။ဒါကြောင့်လဲအလိမ့်တဲ့သူတွေကတခြားသောဗန်တွေထက်စာရင်ဒီ ဒါမောစာကိုကံမောစာပေးပေါ်တော့ကေပေးကိုအဓိကဥတီပြီးတော့ရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေတယ်လို့ပဲကျွန်တော်အနေနဲ့ယူဆမိတယ်ဆိုတော့ဒီကေပေးနဲ့ပတ်သက်ပြီးတော့ software developer တွေအနေနဲ့အဲကိုယ့်ရဲ့ဒီ software ပေါ်မှာရေးသားထားတဲ့အားနည်းချက်တွေဘာတွေရှိနေလဲယူပေါက်တွေကဘာတွေလဲနော် system ဘိုင်းမှာအဓိက security ဘိုင်းကိုဒီထက် level up လုပ်ဖို့လိုအပ်နေပြီလို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က ကိုရှာထားတဲ့ငွေကြေးကိုလေเนาะပြောမှဆိုရင်ဟိုဒီလို30ကြီးမှမဟုတ်ဘူးဗျာ300ကြီးမှမဟုတ်ဘူးတိလာအဲငွေကြေးတောင်းကနန်းလေးရအစကျွန်တော်တို့အားလုံးကတန်ဖိုးထားကြတယ်เนาะဆိုတော့အဲ့လိုတန်ဖိုးထားပြီးတော့ချို့ဆိုဈေးသေးရောပါတယ်ဗျာ KB 3နေလို့အဲ့တော့ဈေးသေးဆိုတနည်းလုံးမှာတနည်းစားတနည်းရောင်းရပြီးရလာတဲ့ပတ်စံတို့အမြင်အဆုံးလေးတွေကို KB ထဲမှာထည့်ထည့်ထားမှာတိတ်နဲ့တိတ်ထားမှာဒီလိုပဲကုံစုံဆိုင်နေဆိုလဲဒီလိုပဲ KB နဲ့အလုံးလုံးနေသူတွေရှိသလိုဒီထက်ပြောမယ်ဆိုကုမ္ပဏီကြီးတွေဆိုရင်ငွေကြေးညောင်များစွာနဲ့ နောက်တာပြောမယ်ဆိုရင်နှီးပြီးတော့မှ KB တဲ့မှာအလုံးလုံးနေတာတွေ process တွေအများစွာရှိတယ်ဆိုတော့အဲ့လိုဟိုပြောမယ်ဆိုရင်တောင်းကနေကနေတိန်းကိုထောင်းနေချီတောင်းနေချီအလုံးလုံးနေကြတဲ့ဒီလိုမျိုး transition ပေါင်းများစွာကိုလက်ခံပြီးဒါဝင်ဆောင်မှုပေးနေရတဲ့ KB လို့ထိတ်ထိတ်ကျဲပြောမယ်ဆိုဘန်တစ်ခုအနေနဲ့နော်ကမ္ဘောဇာဘန်တစ်ခုအနေနဲ့အဲဒီဖြစ်စဉ်ကြီးကိုဒီလောက်တိအကြာကြီးပေါ့နော်လောင်တန်းတစ်ခုလို့ဖြစ်လာပြီးတဖြည်းဖြည်းနဲ့လေပြောမယ်ဆိုရင်ဟိုတရက်နှစ်ရက်တပတ်အတွင်းမှာပြီးပျောက် ပြီးတော့ကိစ္စအေးချမ်းသွားရဲဆိုတော့ဒါအကြောင်းမဟုတ်လေနော်အခုကမဟုတ်ဘူးတလာ2လာ3လာ4လာ5လာတောင်းလျှောက်အရှိမဖြစ်နေတာဖြစ်တဲ့အတွက်ဒီ process ကြီးဒီ weak point ကြီးကိုနော်ကမောစဗန်အနေနဲ့ဘာကြောင့်အဲ့လောက်အချိန်ကြီးပြီးနေတာလဲဆိုတော့ကျွန်တော်လည်းနားမလည်နိုင်ဘူးနော်အမှန်မှန်တော့ဒါတလာအတွင်းမှာပဲဖြစ်စီပေါ့နော် မြင်မြန်ဆန်ဆန်နဲ့ဖြည့်ရှင်းတင်တယ်မြင်မြန်ဆန်ဆန်နဲ့ဖြည့်ရှင်းတယ်ဆိုတာကလူတွေဆုံးရှုံးသွားတဲ့ငွေကြီးတွေကိုပြန်လည်ပြီးတော့เนาะပြောမှဆိုရင်ပြန်ပေးတာမျိုးဖြည့်ရှင်းတာတစ်ပိုင်းဒါပေမဲ့ security ဘိုင်းကိုကျွန်တော်အဓိကပြောချင်တာဘန်ရဲ့ weak point ဖြစ်နေတဲ့ဒီလူတိုင်း wide သုံးနေတဲ့ဒီ security ဘိုင်းကို level လောက်အောင်มาလေဒီထက်ဟိုပြောမှဆိုရင် hacker တွေထပ်ပို့ပြီးတော့ ကောင်းမွန်တဲ့ကျွမ်းကျင်တဲ့ဒီပလိုမာတွေနဲ့စုဖွဲ့ပြီးတော့ဒီဖြစ်ဒီကိစ္စကိုဖြေရှင်းရမှာလေပြောမယ်ဆိုရင်ညကျွန်တော်တို့အိပ်ပျော်နေတဲ့အချိန်မှာတော့မှကိုဒီဖုန်းနံပါတ်ကုတ်တွေကိုအော်တိုမက်တစ်ရယူပြီးတော့ကိုဘန်တွေကပတ်စံတွေကိုငွေကြီးအကောင့်တွေကပတ်စံတွေထုတ်သွားတဲ့အခြေအနေမျိုးကတော်တော်ဆိုးရွားနေဖြစ်စင်မယ်ဗျာအမှန်မှန်တော့ဒါမျိုးကလုံးဝကျွန်တော်တို့ဘန်တစ်ခုအနေနဲ့မဖြစ်သင့်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဘန်ဆိုတာကအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ငွေကြီးတွေကိုအိမ်မှာထားရတာစိတ်မချလို့တကယ်ကိုစိတ်ချရတဲ့ဘန်မှာပွားထားတာ ဒါပေမဲ့စိတ်ချရတဲ့ဘန်မှာသွားထားပေမဲ့လည်းဒီလိုကိုအိတ်နေတဲ့အချိန်မှာမှကိုယ့်ရဲ့အကောင့်တွေကပတ်စံတွေကိုနီးမျိုးစုံနဲ့အထုတ်ခံရတယ်ဆိုတာကတကယ်ကိုပဲပြောမယ်ဆိုရင်တော့လုံးဝလုံးဝမဖြစ်တင်ဘူးလို့ကျွန်တော်အနေနဲ့အထပ်မံပြောပြောချင်ပါတယ်ဆိုတော့ဒီလိုအခြေအနေကိုအမြန်ဆုံးအရှင်ယူပြီးတော့မှအဲဟက်ကာတွေထပ်ပိုတော်တဲ့ထက်မြက်တဲ့เนาะအဲ software developer တွေနဲ့အတူဒီကိစ္စကိုအမြန်ဆုံးဖြေရှင်းသင့်ပါတယ်အဲပြီးတော့ကျွန်တော်အကြံပြုချင်တာကတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဖုန်းနံပါတ်ကနေ သွားတဲ့ procedure ထက်စာရင်နော်ဖုန်းနံပါတ်ကနေသွားတဲ့ procedure ဆိုတာကုတ်နံပါတ်ဒီနဲ့အဲကျွန်တော်တို့သွားတာတဲ့စာရင်ကျွန်တော်တို့ဒီပတ်စံလက်ခံထားတဲ့ owner တွေကိုယ်တိုင်ရဲ့ fingerprint ပဲဖြစ်ဖြစ်အဲเนาะကျွန်တော်တို့ဒီမျက်နှာ facial အဲ detail လောက်တာမျိုးပဲဖြစ်စေပေါ့เนาะမျက်လုံး ID နဲ့ scan ဖတ်တာမျိုးဖြစ်စေ ကျွန်တော်တို့အဲ့လိုမျိုးစနစ်တွေနဲ့ security ဘိုင်းကို level အလုပ်တင်နေလို့တော့ကျွန်တော်နေနဲ့အကြံပေးခြင်းနဲ့ဒါကျွန်တော်အကြံမပေးလဲဒီကကျွန်တော်ကြီးစုနေကြတဲ့ဤပညာဆိုင်ရာပညာရှင်တွေအဲကမ္ဘောဇာဘက်ကရှိမှာပါဆိုတော့အဲ့လိုလူတွေလည်းတည်ပြီးသားဖြစ်မှာပါဘလို့ level အလုပ်မှာဆိုတာတည်ပြီးသားဖြစ်မှာပါဆိုတော့အဲ့ဒါကိုအမြန်ဆုံးပေါ့နော်မြန်မြန်ဆန်ဆန် account ထဲပို့စီခြင်းနဲ့ဘာကြောင့်လဲဆိုတော့ထပ်မှန်ပြီးတော့ဒီလိုမျိုးတင်းနေကျွန်တော်တို့ကိုယ်တိုင်လည်းမကြားချင်းသလိုအဲဒီကမ္ဘောဇာ KP ကိုအတုံးပြူနေတဲ့သူတွေကလည်းဒါမျိုးကြီးဖြစ်စီခြင်းမှာမဟုတ်ဘူးလေဘာကြောင့်လဲဆိုတော့ KP တို့ကမ္ဘောဇာဘန်တို့အများဆုံးယုံကြည်ပြီးတော့အသုံးပြုနေတဲ့လူကမြန်မာနိုင်ငံမှာတန်းနေချီရှိတယ်။တန်းနေချီအဲ့တော့ဘာပဲဖြစ်ဖြစ်အမြန်ဆုံးအကောင့်တွေပို့ပြီးတော့ဒီကိစ္စတွေကိုဟိုဘယ်လိုပြောမလဲစိတ်ဆိုင်ဖြစ်သွားအောင်လုံးဆောင်နိုင်မယ်လို့ကျွန်တော်နေနဲ့ယုံကြည်ပါတယ်လို့ပဲဘာဖြစ်ဖြစ်အကြံပြုပေးချင်ပါတယ်။ Okay ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကိုသတ်သတ်ပြပါများမှတ်ချက်ပေးချင်လည်းမှတ်ချက်ပေးချင်တာရှိကုန်မှာရေးသားကြပါ။ကျွန်တော်နေ့စဉ်နဲ့မြန်ချီရှူအားပေးနေကြတဲ့ viewer တူတူရောက်ရှိစေချင်အလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာထပ်ပြီးဆုံကြပါဗျ။ See you next video. ハハハハ